ုမြင်တွေ့နေရတာမုံပေါင်းလုံနေတာဖြစ်ပါတယ်။ဒီမုံပေါင်းကတော့မြစ်ချီမုံပေါင်းပဲဖြစ်ပါတယ်။မုံပေါင်းလုံရတဲ့ပါဝင်ပစ္စည်းရတော့ကောင်းချင်းမုံစာမုံအနေငယ်စီကိုရေနဲ့ချိုးကြကြရောနေပြီးတော့တိချာသိမ့်နှိပ်ထားပါတယ်။အချိန်တစ်ခုရောက်ခါကျမှဇွန်လေးနဲ့ခပ်ဖောက်ဖွားလေးချဲပြီးတော့ ရှင်လုံးပေါင်းပေါ်မှာတင်ပြီးပေါင်းရတဲ့မုံနဲ့ဖြစ်ပါတယ်။နေရာဒေသလိုက်လုံနည်းမျိုးမျိုးဆက်နည်းမျိုးမျိုးကတော့ကွဲပြားမှာဖြစ်ပါတယ်။ချိုကတော့ပဲလုံးစီလေးထည့်ပြီးတော့ပေါင်းကြတယ်။ဒီဆံမုံကောင်းကြီးမုံလုံးညံ့ရအရင်စားလို့ကောင်းတဲ့မုံပေါင်းပဲဖြစ်ပါတယ်။အညာဒေသမှာတော့ဒီမုံပေါင်းကတော့တော်တော်များများလှုပ်ကြတာဖြစ်ပါတယ်။ မမြင်ဘူးတဲ့မိတ်ဆွေတို့အတွက်ဘုရားဖြစ်တင်ဆက်ပေးရခြင်းဖြစ်ပါတယ်